မှန်မှန်ကန်ကန်ဆုံးဖြတ်နိုင်တဲ့အတိကိုမှရှိရမယ်။အဲ့ဒီအတိရှိပြီးတော့မှဣဇ္ဇဒုက္ခအတွင်းချမ်းသာကိုအ नु ယုံစေရအားထုတ်ရမယ်။နောက်ဗေဒဒုက္ခကိုတော့အမထုတ်ရဘူးလို့ဆိုလိုပြီးသားဖြစ်တယ်ဟုတ်။အဲ့တော့ကျင်းတို့ဒီနေရာမှာဗေဒဒုက္ခဆိုတာ ਨੇ အရင်စပြီးတော့ပြောမှာပေါ့နော်။ဗေဒဒုက္ခဆိုတာကစောစောကကာမဒုက္ခလေးကနုယောဂနဲ့နော် ော်တော်များများကြီးတူတယ်လို့ပြောရမှာဟုတ်လားမြင်လို့ဖြစ်တဲ့ချမ်းသာကြားလို့ဖြစ်တဲ့ချမ်းသာနှမ်းရှူလို့စားသောက်လို့တွေ့ထိလို့ဖြစ်တဲ့ချမ်းသာအဲ့ဒါကိုဦးဇင်းတို့ဘိဒါဒုက္ခလို့ခေါ်ပါတယ်ဟုတ်လားအဲ့ဒီဘိဒါဒုက္ခသည်ဘာကြောင့်မြတ်စွာဘုရားကသူ့ကိုအမထုတ်ရဘူးလို့ပြောရတော့ဆိုတော့ဒုက္ခတွေနဲ့ရင်းပြီးတော့ဒုက္ခတွေနဲ့ပဲအဆုံးသတ်တဲ့လို့ပင်မမှုတွေနဲ့ရင်းပြီးတော့ပဲပင်မမှုတွေနဲ့အဆုံးသတ်သွားလို့ဘိဒါဒုက္ခကိုမလိုက်ရှားရဘူးလို့ပြောတာ ဲ့ဆရာကြီးကတော့နော်အလွန်ရိုးရိုးရှင်းရှင်းလေးပြောတယ်ပေါ့ဆိုရမှာဆိုဟင်းနှစ်ခွက်နဲ့စားလိုက်ရင်လည်းပဲထမင်းတနက်ပြီးပါအေးတဲ့ဒါပေမဲ့ယတတနာနောက်ကောင်းကောင်းစားကြင်တာလေးကိုဗိဒ္ဓဒုက္ခကိုမှတ်မောပြီးတော့ငါကတော့၄ခွက်နဲ့မှစားနိုင်မယ်၅ခွက်နဲ့မှစားနိုင်မယ်ဆိုရင်တော့နှစ်ဆအလိုလိုရလိမ့်မယ်တဲ့အလကားကြမှာမှမဟုတ်ဖေကိုဟုတ်လားဒါကြောင့်ဦးစင်းကတော့တခါလေးအဲ့လိုရိုးရိုးလေးပြောတာလေးတွေကိုအရင်သဘောကျတယ်ပေါ့နော်ဘဝမှာတေချာစဉ်းစားကြည့်ပါအဲ့ဒီဒုက္ခတွေဟာအလကားမရပါဘူ ဘာနဲ့ရင်ရတော့ဒုက္ခတွေနဲ့ရင်ရတယ်ပင်ပန်းမှုတွေနဲ့ရင်ရတယ်ဟုတ်လားเนาะကြိုးစားအထုတ်ပြီးတော့ယူရတယ်เนาะဒါတွေဟာကောင်းတာတွေကိုလှုပ်ဖို့အတွက်အချိန်တွေကို ခွဲဝေပေးလိုက်ရတယ်ခွန်အားတွေကိုခွဲဝေပေးလိုက်ရတယ်ဒါကြောင့်ဗဟိတဒုက္ခအတွက်ပေးလိုက်ရတဲ့အရင်နည်းတွေဟာမနေဘူးပေါ့တချို့ဆိုလို့ရှိရင်ဒီဗဟိတဒုက္ခကိုရလိုတဲ့အတွက်ကြောင့်တမအာဇီဝကြကြရှာဖွေတာမျိုးမဟုတ်ဘဲနဲ့ လောဘသိအာကြီးလာပြီဆိုရင်မိစ္ဆာအာဇီဝနဲ့ရှာဖွေကြတာတွေမရှိဘူးလားเนาะရာပီရောဆိုပြီးတော့လောက်ကြပြီ ပြောကြပြီတွေးကြပြီဆိုရင်တော့အဲ့ဒီဘိဒါဒုက္ခကိုရလိုတဲ့ချမ်းသာကတမလွန်ထိလိုက်ပြီးတော့အဲ့ဒါဒုက္ခတွေကိုဆက်ပြီးတော့ဖြစ်ရှင်ပါဟောစဉ်းစားကြည့်เนาะဒုက္ခနဲ့စတယ်ပြီးတော့ဒုက္ခနဲ့ပဲဆုံးသွားတယ်ဒါကိုရလိုတဲ့အတွက်ကြောင့်မဟုတ်တာလုံးမိမယ်ဆိုရင်တော့အလွန်ကြီးကျယ်တဲ့အနာဂတ်ဒုက္ခရှိနေတယ်ပေါ့ ဒါကြောင့်ဘိဓာဒုက္ခသည်အန္တရာယ်များတယ်ဘေးကြီးတယ်ဒါကြောင့်မြတ်စွာဘုရားဘိဓာဒုက္ခကိုမလိုက်ရှားရဘူးလို့အဲ့ဒါလို့ဟောတာဟုတ်လားဒါလေးတွေကပိဋကပေါင်းသူတော်ကောင်းတို့ဘဝမှာတော့ကိုကအရိယာသူတော်ကောင်းကြီးတွေလည်းမဟုတ်သေးလေတော့ဥထုဇဉ်ဘဝမှာမမုန်းမှုတွေကတော့ရှိနေကြတာပေါ့ဟုတ်လားသို့တော်လည်းပဲအမြင်မှန်လေးနဲ့အတိမှန်လေးနဲ့အော်ဒါရီဟာအန္တရာယ်ရှိတယ်ဒါရီဟာဒုက္ခတွေကိုများစေတဲ့အရာတွေမျှတာဖြစ်တယ်ဆိုတာကို မှန်မှန်ကန်ကန်စဉ်းစားတတ်ဖို့တော့မလိုဘူးလားလိုတယ်နော်အဲ့လိုစဉ်းစားခြင်းအပြင်ကိုယ့်ကိုယ်ကိုထိန်းချောင်းသွားမယ်ပေါ့ကိုယ့်ရဲ့အသိဉာဏ်ကဟုတ်လားကိုယ့်ရဲ့အသိဉာဏ်ကပဲကိုယ့်ကိုစောင့်ရှောက်သွားမယ်ပေါ့ဘေးတွေအန္တရာယ်တွေကြီးမသွားအောင်ဒုက္ခတွေများမသွားအောင်စောင့်ရှောက်ဒီဘိဓာဒုက္ခကိုရလိုတဲ့စိတ်နဲ့နှုတ်ကြိုးသားကြရင်နဲ့နော်အထုတ်ကြရင်နဲ့ပြစ္ဆုတ်ပန်ဆင်းရဲတန်တရာဆင်းရဲမဆုံးနိုင်တဲ့ဆင်းရဲဒုက္ခတွေကိုရင်ဆိုင်သွားကြရတဲ့လူတွေအကြောင်းကိုတတ္တဝါတွေရဲ့အကြောင်းကိုပြောမယ်ဆိုရင် ြောလို့မကုန်နိုင်အောင်များပါတယ်။အထီးမိဆုံးပြောရရင်တော့တော့အပေလေးပုံမှာဒုက္ခရောက်နေကြတဲ့တတ္တဝါတွေဟာအဲ့ဒီဘိဒါတခုဒုက္ခကို ရှာဖွေကြရင်းနဲ့ရောက်သွားကြတယ်လို့မပြောနိုင်ဘူးလား။ပြောနေတော့ချမ်းသာတခုမက်မောမှုကြောင့်ပူပူရွာရွာဖြစ်သမျှတို့ဒုက္ခပင်လေကြက်ထက်ကြည်စီရွယ်တိုင်းမမြောက်နိုင်ပါတကားဆိုတာလေဒါကိုပြောတာပါပဲ။ဟုတ်လား။ဒီချမ်းသာလေးကိုရကြင်လို့တကောက်ကောက်လိုက်ရင်းနဲ့ကိုရကြင်တဲ့ချမ်းသာသည်မရောက်ပါဘဲနဲ့ ဒုက္ခပင်လေတဲ့ပဲတဝဲလေလေအချိန်ကုန်သွားကြတယ်အများကြီးမရှိဘူးလားရှိတယ်ဒါကြောင့်မြတ်စွာဘုရားကဒုက္ခဝိနည်းစီရန်ဇညာချမ်းသာခြင်းဆိုတာနဲ့ပတ်သက်ပြီးတော့မှန်မှန်ကန်ကန်ဆုံးဖြတ်နိုင်တဲ့အသည့်ရှိရမယ်ဒုက္ခဝိနည်းစီရန်ညတဝါချမ်းသာဒုက္ခနဲ့ပတ်သက်ပြီးတော့ဘယ်ချမ်းသာကဘလောက်ဆိုတာမှန်မှန်ကန်ကန်သိတဲ့အသည့်ရှိပြီးတော့အစ္ဆဒဒုက္ခအတွင်းချမ်းသာကိုအနုယုံစီရအဖမအားထုတ်ရမယ်ဟောအတွင်းချမ်းသာကိုဘာလုပ်ရမလဲအားထုတ်ရမယ် အတွင်းချမ်းသာကဘာတုံးဆိုတော့အတူဆုံးပြောရရင်တော့တရားကြောင့်ဖြစ်တဲ့ချမ်းသာပေါ့။နော်အတွင်းကိုအာယုံပြုတ်ပြီးတော့ဖြစ်တဲ့ချမ်းသာ။အဲ့ဒါစတော်ကြီးကတော့သူကမျက်စီတွေမြင်အောင်ပြောတယ်ပေါ့။ဆိုရပါစို့တဲ့။အတွင်းချမ်းသာဆိုတာဇာမေမွေးခြင်းခြေသီးလက်သီးသွားအရေးအဆရှိတဲ့32ခုထာတာကိုရှင်းရှင်းပြီးတော့ဒါဟာပုဂ္ဂိုလ်တ attva ယောက်ျားမိန်းမမဟုတ်ပါတကားဆက်စုပ်ဖွဲ့ခုထာတာအစုပါတကားလို့ကင်စင်းသားလိုက်တယ်ဆိုရင်စိတ်ထဲမှာအေးချမ်းမှု နော်စိတ်ထဲမှာငြိမ်းချမ်းမှုချမ်းသာဒုက္ခဆိုတာအထိုက်အလျောက်ဖြစ်လာတယ်နော်အဲ့ဒါဒီအစ္ဆဒဒုက္ခပဲဟုတ်လားမိမိခန္ဓာကိုယ်ကိုစိုက်ကြည့်ပြီးတော့ဖြစ်ပေါ်လာတဲ့သဘာဝတရားတွေဟာပြောင်းလဲနေတဲ့အရာတွေလို့ဟောအနိစ္စသဘောကိုသိမယ်ဆိုရင်ကောထိုက်တဲ့နဲ့ငြိမ်းချမ်းမှုဆိုတာအဲ့ဒီချိန်မှာမရဘူးလားရတယ်အဲ့ဒါဒီဘာချမ်းသာအစ္ဆဒဒုက္ခနော်အတွင်းကိုအကြောင်းပြုပြီးတော့ဖြစ်တဲ့ချမ်းသာသောသောကအပြင်ကိုအကြောင်းပြုပြီးတော့ဖြစ်တဲ့ချမ်းသာအဲ့ဒါသရောကြီးက နော်သူ့စကလုံးလေးနဲ့သူကြိုက်အောင်လဲပြောသေးတယ်။နော်အပြင်ချမ်းသာဆိုတာကိုနဲ့သိပ်မဆိုင်ဘူးတဲ့အပြင်မှန်းဆန်တယ်။တကယ်အရေးတကယ်ဘေးမှာ ကိုယ့်ဘက်သားလို့မစိုးနိုင်ဘူးဆိုတဲ့အတိတ်ပဲ။ဟုတ်လား။အတွင်းချမ်းသာသေးတာလဲကိုဟာအာကိုရမယ့်ချမ်းသာ။ပြီးတော့သူတခုနှိုင်းရှင်ပြီးတော့ပြတာရှိသေးတယ်။အပြင်ချမ်းသာဆိုတာကိုတယောက်တည်းမပြီးဘူးတဲ့။အာယုန်တွေကိုမျောရတယ်အာယုန်တွေကိုရှာရတယ် ကိုကကြည်ကျင်နေပြီ။ကံကြည်စရာကမရှိဘူးဆိုရင်ဒုက္ခရောက်ပြီတဲ့။သဘောပေါက်ရလား။ကိုကကြားကျင်နေပြီ။ကြားစရာအတန်မရှိဘူး။ဟောကိုကြားကျင်တဲ့လူရဲ့အတန်အတန်တိုင်းလည်းကိုကကြားကျင်တာပေါ့။ကဲအဲ့ဒီလူကမရှိဘူးဆိုရင်ကိုကြားလို့မရ။အဲ့လိုဆိုရင်အလိုမကျတဲ့ဒုက္ခပါဝင်လာတယ်။ဒါသူနှိုင်းရှင်ပြတာကအပြင်ဒုက္ခဆိုတာကိုတယောက်တည်းမပြီးဘူး။ကိုတယောက်တည်းမပြီးတဲ့အတွက်ကြောင့်မျှော်လင့်ရတဲ့သဘောရှိတယ်။တောင့်တရတဲ့သဘောရှိတယ်။ ဖြစ်မလာဘူးဆိုရင်အလိုမကျရတဲ့ဒုက္ခရှိလာတယ်။အစ္ဆတဒုက္ခဆိုတာကိုတယောက်တည်းပြီးရတဲ့။အလွန်လက်တွေ့ကြရတဲ့ဟောပြောချက်လို့ဦးရင်ထင်ပါတယ်။ဆရာကြီးကဘလို့ပြောတော့ဆိုညတရင်လို့ထပြီးတော့တဲ့။ကိုယ့်ရဲ့ခန္ဓာကိုအာယုံလေးဆိုင်လိုက်မယ်။ထိုက်တဲ့ချမ်းသာဆိုတာရသွားတာ။ဘယ်အဖို့မှမလို့ဘူးဘယ်အာယုံမှမလို့ပြင်ဘက်ကယူပါယုံတတ်တယုံကိုရည်ညွှန်းပြောတာဟုတ်လား။အေးဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့အစ္ဆတဒုက္ခနဲ့ဘိဓာဒုက္ခအည်အသွေးချင်းလည်းမတူဘူး။ ဟုတ်လားဒုက္ခနဲ့ပုံချင်းလည်းမတူဒါကြောင့်မြတ်စွာဘုရားကအစ္ဆတဒုက္ခကိုသာလဲကြိုးစားပြီးတော့ရှာဖွေရမယ်ထူထောင်ရမယ်လို့ဟောတာဟုတ်လားဒါကိုပဲဥရှင်တို့ပေးတဲ့ပေါင်းသူတော်ကတို့ဒုက္ခနှစ်ပါးဉာဏ်ပိုင်းချပွားများ အစ္ဆတလို့ပြောတာတဲ့တဲ့ပြောရရင်တော့ကိုယ်ခန္ဓာရဲ့တဘာဝတရားတွေကိုကိုယ်ကိုယ်တိုင်အမှန်တိုင်းသိအောင်ကြိုးစားရင်းဖြင့် အစွဲလန်းဥပါဒံတရားတွေနေပါရမှာတစဉ်ဖြစ်ပေါ်လာတဲ့ချမ်းသာကိုရအောင်ရှာကြရမေးလို့ပြောတာဟုတ်ရဲ့လားအဲ့တော့ဦးဇင်းတို့ချမ်းသာစွာ နေချောင်းနေလန်းကောင်း6မျိုးတည်းကဒါ3မျိုးပြီးသွားပြီပေါ့နော်အေးဒါကတော့အဓိကကြားတယ်လို့ဆိုရမှာပေါ့နော်အယုံနှစ်ပါးမလိုက်စားလန်းသွားမရှိမှမမြောင်မစားမနှိမ်ညာတရားဟောဖို့ပြဒုက္ခနှစ်ပါးညံပိုင်းချပွားများဣဇ္ဇဒါတဲ့ ဒါတွေကဥစဉ်တို့အလွန်မအရေးပါတဲ့နေနေပေါ့နောက်ထပ်၃နည်းကြံတယ်နောက်ထပ်၃နည်းကြတော့စိတ်ဝင်စားစရာကောင်းတာကဘာလဲဆိုတော့ပြောရေးဆိုရေးနဲ့ပတ်သက်ပြီးတော့ပဲဇက်တိုက်ဟောတာဩသောသောကမမြောင်မစားမနေညာတရားဟောဖို့ပြဆိုတာလေအပြောပဲနော်ကံသုံးပါးရှိတဲ့နေ့ကဝစီကံကို၄မျိုးဟောတာတယ်အဲ့ဒါစိတ်ဝင်စားစရာမကောင်းဘူးလားဒါကြည့်ချင်းအဖြစ်ကိုကိုယ့်ရဲ့ပါဇက်ကတွတ်တွတ်ပြောနေပြီပါဇက်နဲ့ပတ်သက်ပြီးတော့ အမှားတွေအလွန်များနေပြီဆိုတာကိုခံမလို့ရနိုင်တယ်ဟုတ်မှားနိုင်ကြီးတွေများလို့မဟုတ်အများကြီးဟောထားတယ်လို့ဦးဇင်းကတော့ထင်တာပဲအဲဒီကမာကြီးများစဉ်းစားကြည့်နော်အဲ့တော့ဦးဇင်းတို့နောက်ထပ်တတိယမြောက်မြတ်အဲစရုထမြောက်မြတ်စွာဘုရားဟောတဲ့နောက်ချမ်းသာကြောင်တရားကြတော့ဘာပြောတော့မျက်မှောင်မျက်ွယ်ဤနှစ်သွဲဆိုးပွဲတိရက်လာနော်ရဟောဝါဒနဘာတိယနတ္တမုခခိဏံပနေတဲ့နော်ရဟောဝါဒ မျက်ကွယ်မှာသူများမကောင်းအောင်ပြောတဲ့စကားများကိုနတ်ဘာတေရမပြောရဘူးတဲ့ဟုတ်လားနော်နတ်တမုခခိနံပင်ဒီတမုခသူ့ရဲ့ရှေ့မှာမျက်မှောက်မှာခိနံရှုံချတဲ့စကားကိုလည်းပဲနတ်ဘာတေရမပြောရဘူးတဲ့ဒါတွေကအလွန်အန္တရာယ်ရှိတယ်လို့ထင်တယ်နော်ရှေ့တင်ရှုံချတဲ့စကားပြောမယ်ဆိုရင်တော့တောက်လျှောက်ကိုပဲရံဖြစ်ရစရာအကြောင်းရှိတယ်ဩဘယ်တရားဖြစ်ဖြစ် အတ္တဥရှိပြီးတော့နေတာဖြစ်တဲ့အတွက်ကြောင့်ကိုကိုကိုတော့ကောင်းတယ်လို့ထင်ကြတာကြီးပဲ။ကိုကကိုတော့မှားတာတွေလုံအောင်တောင်မှလှုပ်တဲ့လှုပ်လှုပ်တယ်လို့ထင်ကြတဲ့လူတွေကြီးပဲ။ကိုလှုပ်တဲ့အလုပ်ကိုမှန်တယ်လို့ပြောဖို့မှန်တယ်လို့မပြောနိုင်အောင်တောင်မှလှုပ်တဲ့နယ်လို့ပြောဖို့အတွက်အကြောင်းပြချက်ကိုသိရှိနေကြတဲ့လူတွေကြီးပဲ။ဟုတ်တယ်မဟုတ်လား။အဲ့တော့အတိဘေကပါတော့မကောင်းမှုလို့တော့သွားမပြောလေနဲ့။ဟုတ်လား။မကောင်းမှုလို့ပြောခြင်းသည်တောင်းလျှောက်တုံ့ပြန်ခံရမယ့်အချက်ပဲ။ ော်ဒါကြောင့်ပြည့်တဲ့ပေါင်းသူတွေပေါင်းတို့ကိုရင်းစားရမယ်ပေါ့ကိုကိုမကောင်းဘူးလို့ပြောရင်ကိုကိုခံနိုင်မလားနော်ဟုတ်တာမဟုတ်တာမှန်တာမမှန်တာကနောက်တစ်ချက်လောလောဆယ်တော့ရှူရှဲရှဲနဲ့ဒေါသအရင်ထွက်လာမယ်ဟုတ်တယ်မဟုတ်လားပြောတာကလည်းပဲမကောင်းဘူးလို့ပြောလို့ရှိရင်သူ့ကိုမကောင်းတာတွေကိုပြင်သိခြင်းလို့စီရင်နာနဲ့ပြောတာကရှားတယ်နှိမ့်ချလိုတဲ့သဘောနဲ့မင်းလူညံ့တယောက်ပဲဆိုတဲ့အမျိုးနဲ့မကြည်နဲ့လို့မုံလို့ပြောကြတာပဲများတယ်လေ ဲ့ဒီလိုခံစားချက်ဒီနဲ့ကိုကပြောနေပြီဆိုတဲ့ကိုကကိုကလည်းတော်တော်ကိုမဟုတ်တော့အဲ့တော့တစ်ဖက်လူကငါမင်းကိုစေတနာနဲ့ပြောတာပါလို့ဘလောက်ပဲပြောပြောဘာမှလက်ခံစရာအကြောင်းလက်ခံနိုင်စရာအကြောင်းမရှိဘူးပေါ့ဟုတ်လားအဲ့တော့သူကပြန်ပြီးတော့ဘာဖြစ်မလို့ဒေါသနဲ့တုံ့ပြန်လိုက်မယ်ဒါကြောင့်ရှေ့တယ်ရှုံချတဲ့စကားပြောတာ အလွန်အန္တရာယ်ကြီးတယ်ပေါ့အခက်မသိရင်အသက်တောင်ဆုံးနိုင်တယ်ပေါ့ဟုတ်တယ်မဟုတ်လားအေးဒါကြောင့်နတ်သမုခခိနံမနေ့ ရှေ့တင်ရှုံချတဲ့စကားကိုမပြောရအောင်သဟောဝါဒနဘာတိယကွဲရမှာမကောင်းနဲ့မပြောရအောင်ဒါကတော့ဒကာမတို့အရှင်တို့တော်တော်များများကလွန်ကျူးနေကြတယ်လို့ထင်ပါတယ်နော်သူများအကြောင်းပြောလိုက်ရင်တော့များသောအားဖြင့်မကောင်းကြောင်းပြောရမှာပဲဒီပါဇက်ကအရာသာကတွေးတာနော်ကောင်းတာပြောရရင်အရာသာမတွေးဘူးအဲ့ဒါဘာဖြစ်လို့လဲဆိုတော့မကောင်းတဲ့စိတ်တွေတက်ခံရှိနေလို့နော်သူများမကောင်းတာကိုပဲကိုယ့်ရဲ့စိတ်ထဲကနော် သဘောကျနေတဲ့သဘောเนาะသူများကောင်းတာကိုမုရိဒာမဖြစ်နိုင်မပြောနိုင်ဒါကိုနှုတ်အရသာခံပြီးတော့မဆိုနိုင်ဟုတ်လားဒါကြောင့်ကိုယ်ရာပြောပြီဆိုရင်တရားဓမ္မတို့အရှင်တို့တွေကဘလို့စကားတွေပဲထွက်လာမကောင်းချောင်းတွေပဲထွက်လာတကယ်ဆိုရင်လူတစ်ယောက်ဟာမကောင်းတာတွေကြီးနဲ့တိဆောက်ထားတာမဟုတ်မကောင်းတာတွေကြီးရှိတာမဟုတ်ကိုကသာပြောကျင်တဲ့ပါဆိုရင်ကောင်းတာလေးတွေလည်းပဲအထိုက်အလျောက်တော့ရှိနေကြပါတယ် ို့တော့အဲ့ဒီကောင်းတာတွေကိုမျက်ွယ်ပြုတ်ပြီးတော့မကောင်းတာတွေကိုမှရွေးချယ်ပြီးတော့ပြောကြတာလူရဲ့တဘာဝပါဟုတ်ရဲ့လားကောင်းတာတွေအများများပြီးတော့မကောင်းတာတွေနည်းနည်းရှိတာကိုတောင်းမှကောင်းတာတွေအများကြီးကိုတကယ်ကိုမမြင်ခြင်းဟန်ဆောင်ပြီးတော့မကောင်းတာတွေနည်းနည်းကိုမှမြင်ပြအောင် မြင်ပြီးတော့ပြောကြတယ်ပေါ့ဒါဘုဇုအကြောင်းတွေကိုပြောနေတာခိုးအကြောင်းကိုပြောနေတာဟဲ့တရားမတော်အရှင်တို့ဒီတိုင်းပဲဟုတ်လား တော့ကွဲရမှာသူများအကြောင်းမကောင်းပြောပြီဆိုရင်ကိုကထိုးကြပါစို့တစုံတယောက်ရဲ့မကောင်းအကြောင်းကိုပြောလိုက်ပြီအဲ့ဒီလူနဲ့တွေ့ပြီဆိုတော့ကိုမှနေရထိုင်ရတယ်ခက်သူကတော့မသိဘူးဗောကိုကပြောထားလေကိုကကိုပြောထားပြီးတော့ကိုကကိုဘာဖြစ်နေလဲလိပ်ပြာမတန်အဲ့ဒါကိုကစားကောင်းတဲ့သဘောမဟုတ်တော့ဒါအ ਨੇ ဆုံးတော့ကိုမှအဲ့လောက်ထိခိုက်သွားပြီအဲ့တော့သူများမကောင်းကြောင်းပြောနေတဲ့အချိန်မှာဥစဉ်ရေဘာတွေထိခိုက်လဲလို့မမေးနဲ့ ကောင်းတဲ့စိတ်နဲ့ပြောတာမဟုတ်ဘူးဆိုတာကိုကအဲ့ဒါထိခိုက်နေပြီဒေါသနဲ့ပြောမယ်မုံတီးမှုနဲ့ပြောမယ်မနာလိုမှုနဲ့ပြောမယ်တချို့ဆိုရင်သူများမကောင်းဘူးလို့ပြောလဲရမှတပတ်လူကကိုယ့်ကိုကောင်းတယ်လို့ထင်လာတာမျိုးဒါကိုမျှော်လင့်တယ်ဆိုလိုတာကသူတို့ကအဲ့ဒါလို့မကောင်းတာငါကအဲ့ဒါလို့လူမျိုးမဟုတ်ဘူးလို့တွေ့လိုက်ပြီးတော့ပြောချင်တာပေါ့ဟုတ်လားဒါကြောင့်သူများမကောင်းကြောင်းပြောခြင်းတည်ကောင်းတဲ့စိတ်ဖြစ်ဖို့ အလွန်အလွန်နည်းတယ်ဟုတ်တယ်မဟုတ်လားဒါကြောင့်ပေးသက်ပေါင်းသူတို့ကောင်းတို့သူများမကောင်းကြောင်မပြောရအောင်ရှေ့တင်ရှုံချတဲ့စကားကိုမပြောရအောင်အဲ့ဒါကိုသာရှောင်နိုင်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့စိတ်ကလေးဟာဖြူရှင်တန်ရှင်းမှုဖြစ်ဖို့အတွက်အများကြီးအထောက်အကူပြုတယ်အများကြီးချမ်းသာနိုင်တယ်ပေါ့ဒီနေ့မှဦးရှင်တို့ဆန့်ကျင်ဘက်လေးတွေကိုစဉ်းစားရင်းနဲ့တရားကိုနားစေခြင်းနဲ့ပေါ့နော်။သူများအတင်းမပြောရင်ရှေ့တင်ရှုံချတဲ့စကားမပြောရင် ချမ်းသာမယ်လို့မြတ်စွာဘုရားဟောထားသောဒေသနာသည်ကိုယ်ရံမှာအတင်းပြောရင်ရှေ့တင်ရှုံးချတဲ့စကားကိုပြောရင်တော့ရှင်းရဲလိမ့်မယ်လို့တပြိုင်တည်းနားလည်ရမယ်ပေါ့။နော်ဒီတရားကနှစ်ခွထွက်တယ်ပေါ့။နော်ချမ်းသာစွာနေကြောင်းနီလန်ကောင်းများဖြစ်တယ်လို့ဒီနီလန်ကောင်းတွေကိုမလိုက်နာနိုင်ဘူးဆိုရင်ကိုယ့်ကိုယ်ကိုရှင်းရဲအောင် နေလိုက်တယ်လို့ဖြစ်သွားတယ်။အဲ့ဒါကိုပါတခါတည်းနားလည်ဖို့မလိုဘူးလား။ဟုတ်တယ်နော်။ဒါကြောင့်ဦးဇင်းတို့ လေးခုမြောက်အရဏဝိဘင်္ဂတရားဟုတ်လားအဲ့ဒါဦးဇင်းတို့မြတ်စွာဘုရားပြောထားတာကအဲ့ဒီတဲမှာမျက်မှောက်မျက်ွယ်ဤနှစ်သွဲစိုးပွဲတိတက်လဆိုတဲ့နေရာမှာအတင်းမပြောယုံမြ။နော်ရှုံချတဲ့စကားကိုမပြောယုံမြနဲ့မပြည့်စုံသေးဘူး။ဆိုကြပါစို့တခါတည်းရမှာမလွဲတာမရှောင်တာပြောရမယ့်အနေအထားမျိုးရောက်လာပြီဆိုကြပါစို့။ပါဇက်ကိုပိတ်နေလို့ရတဲ့အနေအထားမျိုးမဟုတ်တော့ဘူး။နော်အဲ့ဒီလိုအခြေအနေမျိုးကမကြုံနိုင်ဘူးလား။ကြုံလာပြီ ပြောရတော့မယ်ဆိုတဲ့အခါမျိုးမှာအကင်ဘလို့စကားကိုပြောမလို့ဟုတ်လားအဲ့ဒါကိုကြတော့မြတ်စွာဘုရားကဘလို့အင်းပြတော့ဆိုတော့ဟုတ်မှန်မူလည်းမရှိဘူးအကျိုးလည်းမရှိဘူးဆိုတဲ့စကားဆိုရင်တော့လုံးဝကို မပြောဖြစ်အောင်တင်းတင်းကြပ်ကြပ်စောင့်ထိန်ရမေးတဲ့နော်မှန်လည်းမမှန်ဘူးအကျိုးလည်းမရှိဘူးဆိုတဲ့စကားမျိုးလုံးဝမထွက်စေအောင်ကြိုးစားရမယ်ဟောနောက်တစ်ချက်တက်လာပြန်ပြီမှန်တော့မှန်တယ် ကိုကိုပြောမဲ့အကြောင်းအရာတွေကအလွန်မှန်တယ်။ဒါပေမဲ့ဘာအကျိုးမှမရှိဘူးပြောလိုက်လို့။အဲ့ဒီလိုစကားမျိုးလည်းပဲမပြောပြအောင်ရှောင်ရမယ်တဲ့။အဲ့ဒီနေရာမှာတက္ကသမတို့ဥရင်တို့တော်တော်ညှိရတယ်လို့ထင်တယ်။ဘာမှန်တယ်တင်တော့ပြောရမှာပဲဆိုတာမျိုးလာတာကိုဟုတ်လားငါကမှားတာပြောတာမှမဟုတ်ဖဲဘူး။ဒါပေမဲ့ तू ကအကျိုးရှိတာမရှိတာကိုကျတော့စီစစ်တဲ့ညံကပါမလား။နော်တက္ကသလေးပိဿပေါင်းသူတို့ကောင်တို့မှန်တာပြောပြီမယ်လို့ကိုယ်စီတဲ့နာမမှန်တာတွေရှိတယ်။ ပြောနေတဲ့အကြောင်းအရာကတော့မှန်တယ်နော်။ဒါပေမဲ့စေရနာကဘလို့စေရနာနဲ့ပြောတာ။နော်မကောင်းတဲ့စေရနာနဲ့ပြောနေတာအဲ့ဒီမှန်မှန်တော့မှန်တယ်ဒီစကားတွေကမမှန်ဘူးမဟုတ်။ဒါပေမဲ့မကောင်းတဲ့စေရနာနေနဲ့ပြောတယ်။တဖက်သားအတွက်လည်းဘာအကျိုးမှမရှိဘူး။ကိုယ့်အတွက်လည်းဘာအကျိုးမှမရှိဘူး။ဟုတ်လား။ဒါအကုသိုလ်ဖြစ်ရုံများတသက်ပဲ။ဒါကြောင့်မှန်တိုင်းပြောမယ်ဆိုသောစကားတွေအလွန်တရာမှပိင်းနဲ့အယူအဆလို့မဆိုနိုင်ဘူးလား။ဆိုနိုင်တယ်။ဒါကြောင့်မြတ်စွာဘုရားကနံပါတ်1 မှန်လဲမှန်မှမို့အကျိုးလည်းမရှိဘူးဆိုရင်လုံးဝမပြောပြအောင်ဒိန်းသေးရမယ်။မှန်တော့မှန်တယ်အကျိုးမရှိဘူးဆိုရင်လည်းပဲဒါမှပြောနိုင်အောင်ကြိုးစားရမယ်မပြောသင့်ဘူး။အဲ့လိုဆိုရင်ဘာပြောရမလို့မှန်လဲမှန်တယ်အကျိုးလည်းရှိတယ်ဆိုတဲ့စကားကို ပြောရမယ်တဲ့။ဒီနေရာမှာတောင်မှချွင်းချက်ကလေးကပါနေသေးတယ်။အပြောကိုမျက်စွာဖေးအများကြီးတင်းကျပ်တယ်။နော်မှန်လဲမှန်ပါတယ်အကျိုးလည်းရှိပါတယ်ဆိုတဲ့စကားကို တောင်မှအခါခတ်သိမပြောရဘူးတဲ့။ အခြေအနေကိုကြည့်ပြီးတော့အချိန်အခါကိုကြည့်ပြီးတော့ပြောရမယ်တဲ့လွန်သွားပြီဆိုရင်မပြောနဲ့ပြောချိန်မရောက်သေးဘူးစောနေသေးတယ်ဆိုရင်လည်းမပြောနဲ့ဟောအကန့်တချက်ကလေးနဲ့လာရနော်ဒီမှန်လဲမှန်တယ်အကျိုးလေးရှိတယ်ဟောဒီစကားပြောလိုက်ရင်ဒီလူအတွက်တကယ်အကျိုးရှိမှာဟုတ်လားမှန်တာလည်းအလွန်မှန်တယ်ဒါကိုတောင်းမှပြောချိန်မကြသေးဘူးစောနေသေးတယ်ဆိုရင်သိဆန္ဒတွေမစောနဲ့ဒါလေးစောင့်လိုက်အောင်ဘသူရဲ့စိတ်အခြေအနေကဘလို့ရှိတော့နော်အချိန်ကာလကဘလို့ရှိတော့စောင့်လိုက်အောင်ဟုတ်လား ဟောတခါတရံကြတော့တချို့စကားတွေကပြောဖို့မလိုတော့ဘူးလွန်သွားပြီပြောလည်းပဲအကြောင်းမထူတော့ဘူးဆိုတာတွေရှိတယ်။အဲ့လိုလွန်သွားရင်လည်းဘာတဲ့တော့ပြောရအောင်တဲ့ဟုတ်လားအဲ့တော့ဘေးသာပေါင်းသူတော်ကောင်းတို့မျက်မှောက်မျက်ွယ်ဤနှစ်သွဲဆိုးပွဲတိတက်လှဆိုတာရဲ့အောက်မှာအဲ့ဒီအသေးပဲတွေရှိတယ်။ဟုတ်လားအေးမျက်မှောက်မျက်ွယ်ဤနှစ်သွဲဆိုးပွဲတိတက်လှဘယ်လောက်ထိသိရမလဲလို့တော့ပြောရင် စကားတွေအလွန်ကျေဝန်းသွားမယ်နော်။ ေးဒါကတော့ဦးဇင်းတို့အချင်းချုပ်လေးပဲပြောတာပါဟုတ်လားစကားနဲ့ပတ်သက်ပြီးတော့เนาะပြောဆိုစရာတွေကအလွန်များတယ်ပေါ့เนาะအေးတေချာတာကတော့ဒကာဓမ္မတို့ရောဦးဇင်းတို့ရောစကားကိုကောင်းကောင်းမပြောတတ်ကြသေးဘူးဆိုတာကတော့တေချာပါတယ်เนาะဘာကိုကြည်သောအဖြစ်သိနိုင်တော့ကိုယ်ပြောကြအောင်ကိုဒုက္ခရောက်ရတာကိုကြည်သောအဖြစ်သိနိုင်တယ်ပေါ့ဟုတ်ရလားဒါကြောင့်စကားနဲ့ပတ်သက်ပြီးတော့ဟောနောက်ထပ်ဆုံးမတော်မူချက်တစ်ခုဆက်ပြီးတော့나ယူကြည့်မယ်เนาะနောက်ခုရှိသွားပြီတော့ လေးခုရှိသွားပြီငါးခုမြောက်ရောက်သွားပြီနော်ငါးခုမြောက်ကဘာပြောတော့မလျင်မစောစကားပြော ချောမောဝိသိင်စွာတဲ့နော်ခုနတုန်းကမှန်တဲ့စကားကောင်းတဲ့စကားအချိန်ကာလကြည့်ပြီးတော့ပြောပြီးဆိုတဲ့အခါမျိုးမှာတောင်းမမြန်းမြန်းဆန်းဆန်းကြီးမပြောနဲ့တဲ့အလောတကြီးမပြောနဲ့နော်အေးအေးစီစီမှန်မှန်ကန်ကန်လေးနော်ပုံမှန်ကလေးပြောမြန်းမြန်းဆန်းဆန်းပြောလို့ရှိရင်ရသော်ဖေကဘာပြောတော့ဆို လူလဲပင်ပန်းနေတဲ့စကားမြန်မြန်ပြောလို့ရှိရင်နော်စိတ်လဲနွမ်းနေတဲ့အတန်လဲပြတ်တယ်တဲ့လေချောင်းလဲနာတယ်ကိုယ့်ရဲ့စကားကမတန်ရှင်းဘူးတဲ့တစ်ဖက်သားလဲနားမလဲလွယ်ဘူးတဲ့အပြစ်ချောင်မျိုးပြတယ်နော်စကားပြောမြန်ခြင်းကိုမြတ်စွာဘုရားအဲ့လိုထောက်ပြတယ်နော်တန်ငယ်ငယ်တွေကစာဦးစင်းကဒီဒေသနာလေးကိုကြားဥပါတယ်ဒါမဲ့စကားပြောကတော့တိတ်ပြီးတော့နှေးသွားတယ်လို့မရှိဘူးဖြစ်နေဟုတ်လားနော် စကားကိုမြန်မြန်ဆန်ဆန်အလိုတကြီးပြောတာဟာအဲ့ဒီအပြစ်တွေရှိတယ်ဆိုတာလည်းပဲတရားဓမ္မတို့ဥရှင်တို့နားလည်ပြီးတော့နော်မှန်မှန်ကလေးပါလို့ပြောရမယ်။ဒါဆိုရင်လူလည်းမပန်းဘူးစိတ်လည်းမနှောမ်းဘူးလေချောင်းလည်းမနာဘူးအတန်လည်းမပြတ်ဘူးကိုပြောတဲ့စကားလုံးတွေဟာတန်ရှင်းတယ်ပြီးပြင်းတယ်။ဒါကြောင့်မလို့တစ်ဖက်လူလည်းပဲလွယ်လွယ်လေးနားလည်သွားတယ်။နောက်ရှင်ဘာပြောလိုက်မှမသိဘူး။ဝိုးရောဝါရနဲ့ဆိုတော့စဉ်းစားနေရပြီ။တစ်ဖက်လူလူလည်းနဲ့ နားမလဲဘူး။ဒါကြောင့်ပိသက်ပေါင်းသူတော်ကောင်းတို့ အတ္တရမနောဝပါတိယနောတရမနော အတ္တရမနောနော်မမြန်မဆန်ပဲပြောတဲ့အလေးအကျင့်နဲ့ပါတိယပြောရမယ်။နော်တရမနောမြန်မြန်ဆန်ဆန်ပြောတာမျိုးကိုနောပါတိယမပြောချော်ရဘူးလို့မြတ်စွာဘုရားကငါးခုမြောက်ချမ်းသာကြောင်းတရားကိုအဲ့လိုဟောတယ်ပေါ့။နော်အဲ့တော့ဦးဇင်းတို့နောက်ဆုံး6ခုမြောက်ရောက်လာပြီနော်။နောက်ဆုံး6ခုမြောက်ကြတော့ဘာပြောတော့ အယက်စကားမလွန်ညာ6ပါးအရဏနော်အဲ့ဒါကြတော့ဦးဇင်းတို့အဓိပ္ပာယ်ကဘာပြောတယ်ဆိုတော့ဇဏဝရနိရုဒ္ဓေနာဘိနိဝေတေယနော်ဒီအယက်ဒေတာမှာဒီအဓိပ္ပာယ် ਨੇ ပြောတဲ့စကားကိုကိုကအဲ့ဒါကြီးကိုကိုယ့်အယက်ဒေတာမှာပြောတဲ့စကားကိုအယံကြီးအဆွဲအလမ်းမထားရအောင်သူများအယက်ဒေတာကပြောတဲ့စကားကိုမှားတယ်လို့သူကမငင်းရအောင်ဟုတ်လားတာမင်ညာနာတိဒါဝေယနော်ဟော ပုံမှန်ဒီအတိပဲဒီအတိပဲထွက်တဲ့စကားတွေကိုမဟုတ်ဘူးလို့သွားပြီးတော့မငင်းဆိုရဘူးเนาะအဲ့ဒါကိုစတော်ကြီးကတော့သူကသူ့ငယ်ငယ်တုန်းကအတွေ့အကြုံလေးတွေနဲ့သူပြောပြတယ်เนาะတခါဦးသိန်းတို့ဟိုမင်းဟိုဥဖိုလ်ဘက်ကိုရောက်တော့ဦးသိန်းတို့ကျဟင်းငါးသီးကြီးတွေတီးနေတာမြင်တယ်တဲ့စတော်ကြီးကသူစကုနေသားလောက်ကရောက်သွားရောက်တော့သူကပြောမိတာပေါ့ဟာကျဟင်းငါးသီးကြီးတွေကလှလာရည်လားချိုးလာရည်လားပေါ့အကြီးကြီးဆိုတော့ ဲ့လိုပြောတော့ဝိုင်းပြီးတော့ရေကြတယ်တဲ့ဘေးကကိုရင်နေသူနဲ့ရွယ်သူတွေကဟာဘူးလို့ရေတာအောင်ဆိုတော့ဘေးမာတော့နဲ့ကျင်ဟင်းကားသည်အဲ့ဒါကျင်ဟင်းကားသည်မဟုတ်ဒါဂျင်းကားသည်လို့ပြောတယ်တဲ့အဲ့ဒါကလေးညင်းမယ်ဆိုရင်တော့ညင်းရဖို့ပဲရှိတယ်ပေါ့နော်ကျင်ဟင်းကားသည်လို့ပဲပြောပြောဂျင်းကားသည်လို့ပဲပြောပြောအဲ့ဒီအဖုထစ်လေးတွေထွက်နေတဲ့အသီးလေးကိုရည်ညွှန်းတာဆိုတာတော့လူတိုင်းသိပါတယ်လူရင်းကတော့ဒါပဲလေအဲ့ဒါကိုအပြောမတူတာလေးနဲ့ညင်းနေမယ်ဆိုရင်တယောက်နဲ့တယောက်အနည်းဆုံးစိတ်ထဲမှာအဖုထစ်ကလေးတွေဖြစ်သွားမှာအောင်ဒါကြောင့်ဒါမျိုးကို မငင်းရအောင်ဘာမှအရေးမပါတာတွေကိုငင်းမနေနဲ့လို့လေအတိပ္ပယ်ကိုချဲ့ပြီးတော့နားလေနားလေသိနေအောင်တာမညာနာတိတာဝေးရဟုတ်လားဘာမှမဟုတ်တာလေဘာမှမထူးတာလေဒါတွေကိုဘာမှသိပြီးတော့ရေကြီးခွင်ကြီးလှုပ်ပြီးတော့ငင်းဆိုမနေနဲ့ပြောထားသေးတယ်ဩသူတို့မြင်းညာဘက်ကနွားရိုက်တဲ့ချိန်နွားမောင်းတဲ့ချိန်ကိုနဂံလို့ခေါ်တာ ဥစဉ်တို့ရွှေဘိုဘက်ကမန္တလေးဘက်ကကြတော့အဲ့ဒါကိုတပြာလို့ခေါ်တယ်နော်ဥစဉ်တို့ရွာလက်တပြာလို့ပဲခေါ်တယ်ဘာမှမဆိုင်ဘူးစကလုံးတွေကတလုံးမှမတူဘူးဘာပြောလို့ပြောမှန်းတောင်မသိဘူးဒါပေမဲ့နွားကိုသွားအောင်မောင်းနေဒုတ်တံလေးတစ်ချောင်းကျိန်လေးတစ်ချောင်းဆိုတာတော့လူတိုင်းသိတယ်ဟုတ်လားဒါကြောင့်ဆိုလိုတာကအဲ့ဒါလို့အများသုံးဟောတာတွေနဲ့ပတ်သက်ပြီးတော့ကိုယ်လည်းနားလည်နေတာပဲသိနေတာပဲဒါကိုကိုယ့်ရဲ့ဒေတာကပြောတဲ့စကားနဲ့မတူတာနဲ့မငင်းရဘူးပေါ့ ော်ဦးဇင်းတို့ငငယ်တုန်းကရွာမှာနော်နိုးစီဘူးတဘူးဆိုရင်တဘူးလို့မခေါ်ဘူးတချောင်လို့ခေါ်တယ်။ကိုကဒါပဲမှန်တယ်လို့ထင်တာ။အဲ့ဒါမြို့ရောက်သွားတဲ့ခါကျတော့သူများတဘူးတဘူးလို့ပြောတော့ကိုကပဲရေးချင်းနေတယ်။ပြီးတော့ကိုကပဲမှားနေတယ်။မှားတယ်မဟုတ်ပေါ့လေကိုကအနေစုဖြစ်နေတယ်။အဲ့ဒါဦးဇင်းတို့တဲ့တောကြတဲ့ဟိုဘက်ကရွာလေးကြတော့အဲ့ဒီနိုးစီဘူးလေးကိုဘယ်လိုခေါ်အောင်ဆိုတော့တပရောက်တယ်။တပရောက်နှစ်ပရောက်လို့အဲ့လိုခေါ်တာလည်းရှိတယ်။ဟုတ်လား။ထားပါတော့လေဒါတွေကိုပြောရရင်မဆုံးဘူးပေါ့။ ဲ့တော့ဆိုလိုတာကလွယ်လွယ်လေးမှတ်ရမှာကဘာမှမဟုတ်တဲ့အကြောင်းအရာလေးတွေကိုပြောဆိုကွယ်ပြားခြားနားတာလေးကိုအခြေခံပြီးတော့မငင်းရဒါပဲဟုတ်လားအေးဒါကြောင့်ပေးတဲ့ပေါင်းသူတို့ကောင်တို့ချမ်းသာကြောင်တရားတွေမှာအပြောဆိုနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဆုံးမတာကဘယ်နှပါးဖြစ်နေတော့၄ပါးဖြစ်နေတယ်နော်အပြောဆိုနဲ့ပတ်သက်ပြီးတော့၄ပါးဖြစ်နေတယ်မမြောင်မစားမနှိမ်ညာတရားဟောဖို့ပြမျက်မှောက်မျက်ွယ်ဤနှစ်သွဲဆိုးပွဲတည်တက်လှ မလင်းမစောစကားပြောချောမောမွေတိန်စွာအရစကားမလွန်ညာ6ပါးအရဏာတဲ့ဟုတ်လားအတော့ဦးရှင်တို့ဒီ6ခုကိုပြန်ပြီးတော့အနှစ်ချုပ်ကြည့်ရမယ်ဟုတ်လားနံပါတ်1ချမ်းသာကြောင့်တရားကဘာလဲတော့အယုံ2ပါးမလိုက်စားလန်သွာမစီမနော်ကမ္မတုခန္ဓိကနုယောကအကျင့်အတ္တကိလမထနုယောကအကျင့်နေမှာမကောင်းတဲ့အပြစ်တွေရှိတဲ့အတွက်ကြောင့်အဲ့ဒီအစွန်2ပါးအယုံ2ပါးကိုရှောင်ပြီးတော့ မဇိမာပရိပဒါအကျင့်မြတ်လို့ဆိုတဲ့မဂ်ကင်၈ပါးကိုကျင့်သုံးရမယ်။အမြင်မှန်ကိုကြီးထွားအောင်မွေးမြူရမယ်ပေါ့။ဟုတ်ရလား။အေးပြီးတော့ဗားလိုက်လို့နံပါတ်၂ကမမြောင်မစားမနှိမ်ညာတရားဟောဖို့ပြ။ဟုတ်လား။မြောက်တယ်ဆိုတာဗားလဲနှိမ်ချတယ်ဆိုတာဗားလဲဆိုတော့ကအကျင့်တော်ပြောတယ်နော်။ပုဂ္ဂလဒိဋ္ဌံကောင်းတယ်လို့ပြောရင်မြောက်ပြောရရောက်တယ်။ဟုတ်လားပုဂ္ဂလဒိဋ္ဌံမကောင်းဘူးလို့ပြောရင်နှိမ်ချပြောရရောက်တယ်။ ောင်းမှုကကောင်းတယ်မကောင်းမှုကမကောင်းဘူးလို့နော်ကောင်းတဲ့အလုတ်မကောင်းတဲ့အလုတ်ကိုသာလင်ပြောမယ်ဆိုရင်တော့တရားသဘောကိုပဲပြောရရောက်တယ်ဟုတ်လားနောက်ပြီးတော့တတိယချမ်းသာကြောင့်တရားကဘာလဲတော့ဒုက္ခနှစ်ပါးဉာဏ်ပိုင်းချပွားများဣဇ္ဇဒနော်ဣဇ္ဇဒဒုက္ခဘိဒဒုက္ခလို့ဒုက္ခနှမျိုးရှိတဲ့နေ့ကဘယ်ဒုက္ခကအန္တရာယ်ရှိတယ်ဘယ်ဒုက္ခကအန္တရာယ်ကင်းတယ်ဘယ်ဒုက္ခကတကယ်ကောင်းတယ်ဘယ်ဒုက္ခကတကယ်မကောင်းဘူးဆိုတော့ဉာဏ်နဲ့ပိုင်းချဆုံးဖြတ်ပြီးတော့ စ္ဆတဒုက္ခအတွင်းချမ်းသာလို့ဆိုတဲ့တရားကြောင့်ဖြစ်တဲ့ချမ်းသာကိုရအောင်ရှဖွေပွားများအထောက်ရမယ်။နော်။နောက်နံပါတ်၄တရားကဘာလဲဆိုမျက်မှောက်မျက်ွယ်ဤနဲ့ွယ်ရှုပ်ွယ်တိတလားမျက်ွယ်မှာသူများမကောင်းအောင်ကြောင့်မပြောရဘူး။ရှေ့တင်လည်းပဲရှုံချတဲ့စကားကိုမပြောရဘူး။အကယ်၍ပြောတော့မယ်ဆိုရင်လည်းပဲမမှန်တဲ့အကျိုးမရှိတဲ့စကားကိုမပြောရဘူး။မှန်ပြီးတော့အကျိုးမရှိတဲ့စကားဆိုရင်လည်းမပြောရဘူး။ မှန်လဲမှန်တယ်အကျိုးလဲရှိတယ်ဆိုတဲ့စကားကိုသာလျင်အချိန်ခါလကိုကြည်ပြီးတော့မှစောသေးရင်လည်းမပြောနဲ့လွန်သွားရင်လည်းမပြောနဲ့လို့မြတ်စွာဘုရားအလိုတားပါတယ်ဟုတ်လားနောက်အချင်းတို့ငါးခုမြောက်ကပါတယ်တော့မလျင်မစောစကားပြောချုံမမွေးတိမ်စွာ ဖြည်းဖြည်းပြောစကားပြောတာဟုတ်လားပြီးတော့ပါတယ်တော့အရက်စကားမလွန်ညာ6ပါအရဏဒီအရဏဝိပင်ကတုတ်တံမှာထူးခြားတာလေးတစ်ခုနေကုန်းကျုံမှာပါတယ်အဲ့ဒါကဘာလို့ဆိုတော့ ဟောဒီအရဏဝိဘင်္ဂသုတ်တံမှာဟောထားတဲ့ဒေသနာနဲ့အညီနေတဲ့နေရာမှာအေတတဲရတဲ့မထေမြတ်တပါးကိုမြတ်စွာဘုရားကနှုတ်တော်ကဖွင့်ဟပြီးတော့အဲ့ဒီမှာအမိန်ရှိထားတယ်။အဲ့ဒီမထေမြတ်ကဘယ်လိုတုံးဆိုတော့ရှင်သူဘူတိတဲ့။ဟောရှင်သူဘူတိဆိုတာကဦးဇင်းတို့နာရိန်တထေးကြီးရဲ့ညီအရင်ပေါ့။ဟုတ်လား။အဲ့ဒါဦးဇင်းတို့ဇေတဝန်ကျောင်းတော်ကြီးရည်စဲချတဲ့ပွဲမှာပဲနော်။သာသနာ့ဘောင်ဝင်ပြီးတော့ယဟန်ပြုတ်ပြီးတော့နောက်တော့ယဟန်နာဖြစ်တယ်။ ရှင်သူဂုတိမထေရတဲ့အနာရဘိန်တထေကြီးရဲ့ညီအရင်ပေါ့ဟုတ်လားအေးအဲ့ဒါသူကအေတတဲ့နှစ်ထပ်ကွန်းရတာဗျเนาะမေတ္တာဝိဟာရီเนาะမေတ္တာနဲ့နေတဲ့နေရာမှာလဲသူကအေတတဲ့ရဘလောက်ထိသူကမေတ္တာနဲ့နေတုံးဆိုရင်စွန့်ခံကြွားတယ်စွန့်ခံကြွားရင်အများတမ်းမေတ္တာပွားအောင်အင်းရှိရက်ပြီဆိုရင်လည်းမေတ္တာပွားတယ်စွန့်လာလောင်းပြီဆိုတော့မှတာတာလေးမေတ္တာဇံကထပြီးတော့အလုခံပြီးရင်မေတ္တာပဲဆက်ပြီးတော့ပွားတယ်เนาะတတဝရရဲ့ပုံမှာကောင်းကျိုးချမ်းသာရသေးခြင်းနဲ့စိတ်ကို မိမိတန်တာမှာအမြဲတမ်းဖြစ်နေအောင်ကြိုးစားအထုတ်တဲ့သဘောပေါ့နော်မေတ္တာဆံဝင်သားအမေတ္တာတရားဆိုတာ အလွန်တရာမှဘုံကံကြီးမာကြောင်းကုသိုလ်တရားလို့လည်းပဲသူတော်ကောင်းကြီးတွေအမိန့်ရှိထားတယ်ပေါ့ဒါကြောင့်ကို့ဘဝမှာနော်အရှင်ပြေပြီဖြစ်ကျင်နေဆိုရင်မေတ္တာတရားကိုလက်ကင်ထားတဲ့နေပေါ့နော်တဘာသောသူကိုချမ်းသာစေခြင်းတဲ့စိတ်ကျမ်းမာစေခြင်းတဲ့စိတ်အဆသရရအရှင်ပြေစေခြင်းတဲ့စိတ်ကလေးတွေမွေးတာအဲ့ဒီစိတ်စေတနာကပဲကို့ကိုကြိုးပေးမှာ ဟုတ်ရလား ဒါကြောင့်မေတ္တာတရားကိုအာကိုကြရမယ်ပေါ့ဟုတ်လားအဲ့တော့မေတ္တာဝိဟာရီမေတ္တာနဲ့နေတဲ့နေရာမှာအဲ့ဒီရှင်သူဘုဒ္ဓဟာဣတေတရနောက်ပြီးတော့ဒီအရဏဝိဘင်ကတုတ်တံမှာလာတဲ့အတိုင်းအလွန်နေထိုင်ကျင့်သုံးတယ်လို့ပြောတယ်အထူးသဖြင့်ပုဂ္ဂလဒိဋ္ဌံဘယ်တော့မှမပြောဘူးတဲ့ဓမ္မဒိဋ္ဌံပဲပြောတယ်ရှင်သူဘုဒ္ဓဟာမြတ်စွာဘုရားကမှတဲ့တခါတလေပုဂ္ဂလဒိဋ္ဌံပြောသေးတယ်တဲ့နောက်ဒေဝရဟာအာယုကဘလုံးငရေမှာတည်မဲ့လူ နော်တတွေးကိုစားနေတဲ့သူနော်တချို့ဆက်ဘက်ကြီးရမ်းနေဆိုရင်ဟဲ့မောကပုရိသမက်ဖို့မပြီးအချီးနှီးတော့ယောက်ျားအစရှိသည်ဖြင့်မြတ်စွာဘုရားပုဂ္ဂလတိဋ္ဌံပြောတာတွေမရှိဘူးလားရှိရနော်ဒါပေမဲ့ရှင်သူဂုတီကတော့အဲ့လိုကိုမပြောဘူးတဲ့ဒါကတော့မြတ်စွာဘုရားကချီးမွမ်းပြီးတော့ဟောထားတာသူဂုတီဟာဒီအကျင့်ကိုကျင့်သုံးတဲ့ပုဂ္ဂိုလ်ဖြစ်တယ်လို့မြတ်စွာဘုရားချီးမွမ်းထားအောင်အဲ့တော့ဒကာဓမ္မတို့ဦးရှင်တို့ယာနှုံးပြည်ကြီးဒီအကျင့်တွေကိုမကျင့်သုံးနိုင်တောင်မှဩော်ဒါတွေဟာ အလွန်ကောင်းမွန်တဲ့မှန်ကန်တဲ့ချမ်းသာကြောင့်ဒီလန်ကောင်းတွေပဲလို့နားလည်ပြီးတော့ထိုက်တဲ့လောက်ကျင့်သုံးနိုင်မယ်ဆိုရင်ကိုပဲတတ္တာယာမရနိုင်ဘူးလားရနိုင်တယ်ချမ်းသာယာကိုရနိုင်တယ်ပေါ့ဒါကြောင့်ပေးသက်ပေါင်းသူတော်ကောင်းတို့ဒီအရဏဝိပင်ကသုတ္တံမှာမြတ်စွာဘုရားဆုံးမထားတဲ့အဆုံးအမတွေကိုစွန့်နိုင်တဲ့မြတ်ကျင့်သုံးပြီးတော့နောက်ချမ်းသာဒုက္ခနဲ့ပြည့်စုံကြတဲ့နောက်ဆုံးမညံဖူညံဖြင့်အချမ်းသာသောနိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုပြီးတော့ ေတ္တာပူရင်ဖြင့်เนาะချမ်းသာစွာနေနီလို့တရားကောင်းစဉ်ပြီးပြီးတော့ဟောတဲ့ဒီတရားကိုအဆုံးသတ်ကြရအောင်เนาะ